တကားဝါကနေလာပြီးတော့ပြွတ်ပြွတ်လောက်ပြနေတယ်။အေးအေးဆရာသိတယ်လာခဲ့မယ်။ကလေးတွေကဒီလိုပါပဲ။ဆရာအတန်းဝင်ချင်းရောက်လို့မှကြောက်မလာသေးရင်ပြွတ်ပြွတ်လာလောက်ပြနေကြပြီ။ပြီးတော့ဆရာကလေ့ကျင့်ခန်းစာအုပ်တွေပေးလိုက်ပါမလားပေါ့။ကုသေးပေးခြင်းလို့လေ။ချိန်ထားတဲ့တိုက်ပုံကိုကောက်ဝတ်မြေပြိုနှစ်ခဲလောက်ကိုခွက်ထဲကနှိုက်ပြီးခုနှစ်တန်းဘက်ထွက်လာခဲ့တယ်။ မင်္ဂလာပါဆရာကြီးမင်္ဂလာပါကွယ်ထိုင်ကြပါဆရာမင်းတို့လေ့ကျင့်ခန်းစာအုပ်တွေမဆက်ရသေးဘူးဒါကြောင့်ဒီနေ့တော့ဆရာပြောပြတာကိုပဲနားထောင်ထားဒီနေ့အရာမှာလိုက်မှတ်ခြင်းလဲမှတ်ထားအရေးကြီးတယ်နော်အဲ့ဒါကိုလေ့ကျင့်ခန်းစာအုပ်တွေပြန်ရရင်အဲ့လိုရေးပေးရမှာခုပြောမှဖတ်စာအုပ်ထဲမှာမရှိဘူးရှားမနေနဲ့အကောင်းဆုံးကတော့တည်တည်ချာချာနားထောင်ပြီးမှတ်ထားတာပဲကဲ အသင့်ဖြစ်ပြီးဆိုရင်ဆရာပြောမယ်အဲ့ဒီအချိန်မှာပဲဆန္ဒပြုံးကဆရာကြီးဘာလဲကွတမီစာအုပ်ဖိုးပေးဖို့ပတ်စံနဲ့ရကွန်မဝူးတွေထည့်ထားတာမရှိတော့ဘူးဟေးဘယ်တော့မှထည့်ထားတာလဲမနေ့ကမှထည့်ထားတာအဲ့ဒါစာအုပ်ဖိုးပေးမလို့အလိုကွယ်တို့တန်းထဲမှာဆန္ဒပြုံးပစံကိုနောက်ထားတဲ့သူ ရှိနေပြီနဲ့တူတယ်မနောက်နဲ့ကွာ ပတ်စံဆိုတာနောက်ဆရာမဟုတ်ဘူး။ဘယံရှားပါခြင်းပြန်ပေးလိုက်ပြန်ပေးလိုက်။တဒန်းလုံးငိမ့်နေတယ်။တုတ်တုတ်မှမလှုပ်ဘူး။ကဲဒီလိုလုပ်ရအောင်။နောက်ထားတဲ့သူက ကြောက်နေပြီနဲ့တူတယ်။ဆရာကမရိုက်ပါဘူး။ပြန်ပေးရခက်နေရင်ဒီလိုလုပ်ရအောင်။ခင်အောင်တလွေထဲကအစာအုပ်တွေထုတ်ပြီးတော့လွဲကြီးပဲဆရာကိုပေးပါကွယ်။ခင်အောင်ကကျွန်တော်ကို လွဲကြီးလေးလာပေးတယ်။ ောင်းလောင်းဖြစ်နေတဲ့ဒွေလေးကိုကျွန်တော်ကကင်ထားတယ်။ခုချိန်ကစပြီးအတန်းထဲမှာရှိတဲ့ចောင်းသားတိုင်းရဲ့ရှေ့ကိုဆရာလာမယ်။မင်းတို့ကိုဆရာမကြည့်ဘူး။ဆရာမင်းတို့ရှေ့ရောက်ရင်မင်းတို့လက်ကိုဆရာကိုင်းလာတဲ့လွယ်ထဲထည့်လိုက်ရမယ်။ចောင်းသားတိုင်းလွယ်ထဲလက်ထည့်ရမှာနော်။အဲ့ဒီအချိန်မှာပတ်စံယူထားမိတဲ့သူက အိတ်ထဲကိုပတ်စံထည့်လိုက်ပါ။ဟုတ်ပြီနော်။ဆရာဒီဘက်ကစမယ်။ကျွန်တော်က ကလေးတယောက်ချင်းစီရှိကို လွယ်လေးထုတ်ပေးတယ်။သူတို့ကလက်တွေကို လွယ်ထဲနှိုက်ကြရတယ်။လူကုံတော့အတန်းရှိပြန်လွယ်ထဲကြီးဘာမှမရှိပါလား။ဒီနည်းလဲမအောင်မြင်ဘူး။စိတ်ထဲလဲမကောင်းဒေါသလဲထွက်ချင်းဆရာအရန်ဝဲနေတယ်သိလား။စိတ်မကောင်းလဲဖြစ်မိတယ်။ဆရာတမ်းမှာဒီလိုသူများပတ်စံခိုးတဲ့သူရှိနေပြီလား။ တကယ်ဆိုရင်ဒါမင်းတို့ပြစ်မဟုတ်ပါဘူးလေဆရာပြစ်ပါဆရာကအဆုံးမတွင်တင်တာညံ့တာကိုကျောင်းဆရာဆိုတာရုပ်ရှင်မင်းသားလို့ဖိုက်တင်လဲကောင်းရတယ်မျက်နာလေးကိုချမျက်လုံးလေးကိုမှိတ်တုတ်မှိတ်တုတ်လို့မျက်ရည်ကျကျင်းတယ်လို့ဒရမာချိုးပြီးကျောင်းသားတွေကိုဖန်ဆာလိုက်တာအလုံးငိမ့်နေပြီဘသူကမှထပြီးတော့ဝမခံပါလားခက်တော့နေပြီ ကင်နောက်တနည်းကျွန်တော်ကရုံးငန်းကိုပြန်သွားကတ်တူဆက်ကူတရွက်ယူကြိုတချောင်းလဲယူလာတယ်။ဆော့ပင်နဲ့ကတ်တူပြားပေါ်မှာကျွန်တော်လူညံ့ပါဆိုသည့်စလုံးအကြီးကြီးရေးလိုက်တယ်။ကျွန်တော်ကចောင်းသားတွေဘက်ကိုကတ်တူပြားထောင်းပြလိုက်ပြီးဖတ်ဆန်း။ကျွန်တော်လူညံ့မှာဟုတ်တယ်။ဆရာတကိတ်ကိုညံ့တယ်။အတန်းထဲမှာကုတ်တပည့်တွေကိုမခိုးအောင်မဆုံးမနိုင်ဘူး။ ဒါကြောင့်ဆရာကိုဆရာ အပြစ်ပေးတဲ့အနေနဲ့တခုခုလုပ်ရမယ်။ကျွန်တော်ကကပ်ပြားကို အပေါက်ပေါက်ကျိုးနဲ့ဆိုင်းလက်ဘင်းမှာချိတ်လိုက်ပြီးဆရာအခုတော့အလွန်ညံ့နေဆိုတာကြောင်းတစ်ပတ်လှည့်ပြီးပြရမယ်။ဒီနေ့မင်းတို့ကိုစာမတင်နိုင်တာခွင့်လွတ်ပါ။ဆန္ဒပြုံးပစံဘသူယူထားတယ်ဆိုတာဝန်ခံတဲ့သူမရှိမချင်းဆရာကြောင်းရှိမှာအပြစ်ပေးတဲ့အနေနဲ့ထွက်ရနေမယ်။ဘယ်တက်နိုင်မလဲ။ဆရာကညံ့တာကို ကျွန်တော်က လေပင်မှာစာချိတ်ပြီးအပြင်ကို ထွက်မယ်လို့တော့ဆရာကြီးအဲ့ဒီပတ်စံတားယူထားတာဟေးကျွန်တော်အံ့ဩသွားတယ်အတန်တွေကចောင်းသားတွေအားလုံးဟိုးနောက်ဆုံးမှာထိုင်းနေတဲ့ချစ်ပြုံးကို ဝိုင်းကြည့်လိုက်တယ်ချစ်ပြုံးဆိုတဲ့ကောင်က လူဆိုတခါကလည်းဆရာမဆွဲခြင်းတွေကပတ်စံကိုယူဖို့တယ်ခုလေဒီကောင်ကျွန်တော်က ကပ်ပြားကိုလေဘင်းကဖြုတ်ဇပွဲပေါ်တင်လိုက်ပြီးချစ်ပြုံးထွက်ခဲ့စမ်းရှေ့ကိုချစ်ပြုံးကပစိုးကိုပြင်းဝော်လိုက်ခါကျွန်တော်ရှေ့မှာလက်လေးလားပိုက်ပြီးရန်နေတယ်မင်းချို့ကိုမပြင်းတော့ဘူးပေါ့ဟုတ်လားမင်းကိုမင်းတကုတ်ပွဲခံပြီးနေတော့မယ်ပေါ့ဟုတ်လားဒီကောင်ကကောင်းကြီးငုံပြီးနေတယ်ပြောလေကွာဘာလဲမင်းတကုတ်လောက်စားမှာလားဟဲ့ကောင်ပြောဟိုဒီချိန်က မင်းငါ့ကိုဘလို့ဂရိပေးထားတယ်လဲနောက်မလုပ်တော့ပါဘူးဆိုချစ်ပြုံးကခေါင်းကုံရင်ကညရေတွေကြာနေတယ်ချစ်ပြုံးဘမလေးယူထားတဲ့ပစံပေးစမ်းမရှိတော့ဘူးဆရာကြီးတမုံဝယ်စားလိုက်ပြီ မင်းကွာငါလုပ်ရင်သေးတော့မှာပဲဘာဖြစ်လို့သူများပစံကိုခိုးရတာလဲတဘိုက်စားလို့ပါဆရာကြီးအိမ်ကလည်းမုံဖို့မပေးဘူး မင်းအိမ်ကမုံဖို့မပေးရင်မဆီကလာတောင်းလို့ဟိုတခါတည်းကပြောထားတယ်လေကွာသူမြဆီကခိုးရလောက်အောင်မင်းစိတ်သက်တွေကအဲ့ဒီလောက်အောက်တန်းကျနေတုံးလားပြောငါမင်းကိုဘလို့ပြစ်ပေးရမလဲရိုက်ပါဆရာကြီးအေးရိုက်မယ်တေအောင်ရိုက်မယ်အလကားကောင်ကျွန်တော်ကကလေးတယောက်ကိုတွားရုံငန်းလေးကငါစပွဲနာမှာအကြီးဆုံးဂျိန်လုံးကိုတွားယူခဲ့လို့ပြောလိုက်တယ် ျွန်တော်ကလေးတွေကိုရိုက်ရမှာရင်နာတယ်။ချစ်ပြုံးကအရင်ဆင်းရဲတယ်။အဖေကအရက်သမားအမေကငါဖန်ရောင်းတယ်။ကောက်ဆိုင်ပြုံးနှုတ်လို့ရတယ်။ညီကိုမောင်နှမတွေလည်းအများကြီးပဲ။မှတ်ထားကွဆင်းရဲလို့ခိုးရပါတယ်လို့ဘယ်တော့မှလာမပြောနဲ့။ဆင်းရဲတိုင်းခိုးရင်တရွာလုံးတခိုးတွေကြီးဖြစ်ကုန်မှာပေါ့။ကြောင်းလာနေတာကိုကျင်တရားကောင်းအောင်လာနေတာကွာအခုတော့ဆရာကြီ ဒီမှာကျိန်လုံးတဒန်းလုံးတိတ်နေတယ်။ကြောက်လွန်းလို့နဲ့တူပါတယ်။ကျွန်တော်ကချစ်ပြုံးကိုဟဲ့ကောင်ဟုတ်ပဲလေချစ်ပြုံးကမျက်ရည်တွေကျနေတယ်။ကြောက်တဲ့ဘုံကိုမျက်နှာအပ်ထားလိုက်ချိန်မှာကျွန်တော်ကလည်းကျိန်လုံးကို စပွဲပေါ်ဖုံးကနေရိုက်ချလိုက်တယ်။ကလေးတွေစီက အမလေးဆိုတဲ့အတန်တောင်ထွက်လာတယ်။ချစ်ပြုံးဆရာကြီး မမင်းကိုဘယ်နှချက်ရိုက်ရမလဲဆရာကြီးရိုက်ချင်သလောက်ရိုက်ပါဆရာကြီးကျွန်တော်ကဖြန်ကနေကြောက်တဲ့မုံဘော်ကို ရိုက်လိုက်ပြန်တယ်အမှန်တော့မရိုက်ချင်လို့အကြောင်းရှာနေတာကိုတိုင်းလဲမလုပ်ရမဲဆိုတာဝေခွဲမရဖြစ်နေတယ်ဆန္ဒပြုံးရှင်းဆရာကြီးငါသူ့ကိုဘယ်နှချက်ရိုက်မှသမီးကျင်းနဲ့မလဲမရိုက်ပါနဲ့ဆရာကြီးဘာဖြစ်လို့လဲ ဆရာကြီးဟေးဘာလဲတမီးအိမ်ခဏပြန်လို့ရမလားဘာလို့မလို့လဲခဏလေးပါဆရာကြီးသူ့ကိုမရိုက်ပါနဲ့အောင်ခဏလေးပါဆန္ဒပြုံးကပြောပြောဆိုဆိုနဲ့ကြောင်းထဲကပြေးထွက်သွားတယ်သူ့အိမ်ကကြောင်းထဲမျက်နှာချင်းဆိုင်လောက်မှာရှိနေတာပဲသူတို့အိမ်ကအိမ်ဆိုင်ဖွင့်ထားတော့ခြောင်လေပါရဲ့ဆန္ဒပြုံးကအတန်းလေးကို အမော်တော်ကိုပြေးဝင်လာပြီးတော့ ဆရာကြီးဆရာကြီးစစ်ပြုံးကိုမရိုက်ပါနဲ့။ဘာဖြစ်လို့လဲ။သမီးကိုအမေပေးထားတဲ့ပတ်စံနေရာကို သမီးကွန်မဘူးထဲမထည့်လာဘူး။အဲ့ဒါတေချောင်းအောင်တွားပြန်ကြည့်ရာဖះရစင်မော်ကပြန်ရတယ်ဒီမှာ။ဟာကျွန်တော်ကကလက်ထိုင်းမော်ထိုင်းချလိုက်ပြီးစစ်ပြုံးခမဘာဖြစ်လို့လိမ့်တယ်လဲ။ဆရာကြီးကလေပင်းမှာကက်ကြီးချိတ်ပြီးထွက်မှာဆိုလို့ တင်ညွန့်9ရက်5လ2018မခိုးပဲခိုးတယ်လို့လိန်နဲ့မောင်ချစ်ပြုံးစစ်ထဲဝင်သွားတယ်။တိုက်ပွဲမှာကြသွားတယ်။တက်သားလေးဘဝနဲ့ကွယ်လွန်သွားခဲ့တာပါ။ကျွန်တော်တပည့်တွေမထူးချွန်ကြပါဘူး။ နှာစင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ